ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသူအခုမေကွန်းရှင်ကမနန်းထွေးပါဟုတ်ပြီသူကအမေအတွက်မေးထားတာပါဆရာကြီးအေးလိန်မလိုက်တဲ့သမီးလေးဟုတ်ကဲ့ပါဆရာကြီးမင်္ဂလာပါဆရာကြီးရှင်တဲ့မင်္ဂလာပါဗျာသမီးတို့ကတဲ့နေပြည်တော်ကပါတဲ့ဟုတ်ပြီအမေကတဲ့အသက်82နှစ်ပါတဲ့ဟုတ်ပြီတဲချေမှာကြောက်တယ်နေလို့ပါတဲ့တဲချေပါဟုတ်ပြီဟုတ်ကဲ့အင်္ဂလိပ်ဆရာဝန်တယောက်ကတဲ့ခွဲရမယ်ပြောပါတယ်တဲ့ဟုတ်ပြီနောက်တစ်ယောက်ကြတော့လဲတဲ့ခွဲရင်သေမယ်လို့ပြောပါတယ်တဲ့ ဟုတ်ပြီမိษွေတယောက်ကတဲ့ဆွဲတော်ရွက်ပြုတ်တော့ရင်ကြောက်ကြေတယ်လို့လည်းပြောပါတယ်တဲ့ဟုတ်ပြီဟုတ်ပါသလားရှင်တဲ့ဆွဲလဲပြုတ်တော့လို့ရပါတယ်ဟုတ်ကဲ့ပါဆရာဆွဲတော်ရွက်လည်းပြုတ်တော့ပါမဲစလီရွက်နဲ့ခွေတော်ရယ်လည်းပြုတ်တော့ပါလို့ပြောချင်ပါဟုတ်ကဲ့ပါဆရာဒါပေမဲ့ရှောင်းရမှာတော့တမားကြောင်ရှာရေးရတာမတော့ပါဘူးဟုတ်ကဲ့ဆရာပြန်ပြောမယ်နော်ဟုတ်ကဲ့မဲစလီနဲ့ခွေတော်ကိုဆွဲတော်ရွက်ပြုတ်တကယ်သူပြုတ်တော့ပါဟုတ်ကဲ့ပါဆရာနော် မတည့်တာကတော့တမားကြောင်ရှာရေးကိုမတည့်ပါဘူးဟုတ်ကဲ့ပါဆရာကြီးဒါပြင်ဆွဲတော်ရက်ကအေးခါလားဆရာကြီးဟုတ်ပါတယ်ဩဟုတ်ကဲ့ဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးစာဝနာခင်ဘုရားရှင်းကြပါစေဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်ရွှေဝင်းမှာဟုတ်ပြီအသက်39နှစ်ပါဆရာကြီးဟုတ်ပြီဗျာထိုင်းမှာအထယ်ကျုပ်လုပ်ငန်းလုပ်ပါတယ် ကောင်းတယ်ဆရာကြီးရှင်တဲ့တမီးအလုပ်ချိန်ကတဲ့မနေ့၈နာရီကနေည၉နာရီထိပါတဲ့အဲ့ဒါတော့၁၂နှစ်ဘယ်ကမှမပြောရဘူး၁၃နှစ်၁၃နှစ်လောက်ရတယ်ဆိုတော့เนาะဟုတ်ကဲ့ဆရာကြီးအဲ့တော့လည်းစင်ကျင်နေတယ်ဟုတ်ကဲ့ပါဆရာရီရှည်လုံးမှာဆိုတော့စင်ကျင်နေတယ်ဟိုမှာလာပိုင်းလေးတော့မလို့ဝင်ဝင်ရလဲပြင်းပြတတ်တတ်ရလို့ဟုတ်ကဲ့ဆရာထိုက်ထိုက်တန်တန်ရလို့လုပ်တယ်ဆိုတော့လုပ်တင်တယ်ဟုတ်ကဲ့ပါဆရာရီရှည်လုံးမှာဆိုတော့ အခြားအလုပ်တစ်ခုကိုပြောင်းလုပ်တဲ့နာမည်ကလေးကြောင့်နေနဲ့ဟုတ်ကဲ့ပါဆရာခံစားနေရတဲ့ဝေဒနာကတဲ့ဘယ်ဘက်လက်တစ်ချောင်းလုံးထုံကျင်နေပါတယ်တဲ့ဟုတ်ပြီလေးလံပါတယ်တဲ့လက်ဖြားလေးတွေလည်းထုံပါတယ်တဲ့ဟုတ်ပြီဖြစ်တာကဘယ်ဘက်ချမ်းပါရှင်တဲ့ဟုတ်ပြီဘလို့နေထိုင်ရမလဲဆိုတာပြောပြပေးပါရှင်ဟုတ်ပြီအဲ့ဒါတော့အစဉ်လာအားဖြင့်မြန်မာတိုင်းရင်းစရဲ့အမျိုးသားညာအမျိုးသမီးဘယ်ဆိုအစဉ်လာရှိတယ်ဟုတ်ကဲ့ဆရာဖြစ်ရင်အဲ့တော့အမျိုးသမီးဘယ်ဖြစ်ရင်ပျောက်တယ်ပါလေ ဟုတ်ကဲ့ဆရာအမျိုးသားညာဖြစ်ရင်ပြောက်လေပါတယ်။ဩဟုတ်ကဲ့။ဒါတမီအတက်ဆရာစကားပေါ့နော်။ဟုတ်ကဲ့ဆရာ။အတက်ဆရာစကားပါ။အဲ့တော့လေးချင်ကလှုပ်တမီ။ဟုတ်ကဲ့ဆရာ။နော်လေးချင်ကလည်းကြီးကျယ်လှုပ်ဆရာမလို့။တွားရင်လည်းလှုပ်ရင်ရှားနေဥမာလက်ကလေးတွေစုံမယ်ဆက်မယ်။စုပ်တဲ့အခါမှာလို့ပေါ့ဝါလေးမဟုတ်နော်။တင်းတော့အောင်စုံမယ်။လက်မကိုအပြင်ရထားရတယ်။ဟုတ်ကဲ့ဆရာ။စုံမယ်ဆက်မယ်။စုပ်မယ်ဆက်မယ်။နှစ်ဖက်ပြိုင်လူလို့နော်။နှစ်ဖက်ပြိုင်လူလို့ အဲ့လိုအကျိန်20လောက်လို့အကျိန်20လောက်လို့ပြီးတော့ကိုယ်ကလှုပ်ရှားရှားလို့ပေါ့နော်ဟုတ်ကဲ့ဆရာနောက်တနင်္ဂနွေချိန်တကအဲ့ဒါလေးကိုစုလိုက်ဆန်လိုက်စုလိုက်ဆန်လိုက်လို့တကအကျိန်20လောက်လို့ဟုတ်ကဲ့ဆရာအဲ့လိုလို့ရှိရင်ကိုသမီး3ရက်နဲ့5ရက်အတွင်းမှာသမီးယောဂသမီးဂျင်းနလောက်ဒီတက်တာခွင့်ရပါပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဘာကြောင့်လဲဆိုရင်အစွန်ဖျားသွားတဲ့လေလေးတွေအလုံးလုံးလာရင်လူကိုကြမ်းကျမရဲ့လူတိုင်းအတွက်အဖိုးတန်တယ်လေဟုတ်ကဲ့ပါဆရာကြီးနော် အဲ့လိုဆောင်ရွက်ပြီပါ။နောက်ရေချိုးကနေရေချိုးကနေလက်ဖွားနှစ်ဘက်ကိုရေဆွတ်ဟုတ်ကဲ့ဆရာကြီး။နောက်လက်ဖွားနှစ်ဘက်ကိုရေဆွတ်ပြီးတော့စားလေးမကြီးစီနှစ်စီလောက်နဲ့ပို့ဟုတ်ကဲ့လက်မလက်မချင်းပို့လက်ညှိုးလက်ညှိုးချင်းပို့လက်ကလေးလက်ကလေးချင်းပို့အဲ့လိုအချိန်90လောက်တီးချစ်တဲ့ခါတဲ့ပို့ပို့ပြီးမှရေချိုးပါလို့ဟုတ်ကဲ့ပါဆရာကြီး။ရှောင်းမှာတော့အကျော်အဆက်ပါနော်။ရှောင်းမှာတော့အထွတ်အကျော်အဆက်တည်းမကအောင်သမီး စိတ်နာပါရှောင်စီခြင်းနဲ့ဟောဟုတ်ကဲ့မြေပဲကြော်တို့အဲမြေပဲတို့ရွှေပြုံကြီးတို့တံပေါက်တို့ပေါ့အာလူကြော်တို့ပေါ့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီစာဝနာကင်းဘုရားရှင်ကြပါစီဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုတယောက်ကလည်းမေကွန်းရှင်ကလည်းမဆင်စင်ပါဆရာကြီးဟုတ်ပြီသူကသူ့အမျိုးသားအတွက်မေးတာပါဟုတ်ပြီအမျိုးသားနာမည်ကကိုရေးကိုပါတဲ့ဟုတ်ပြီ33နှစ်ပါဆရာကြီး ဟုတ်ပြီ။ Thai မှာတဲ့အိတ်ထဲကိုတဲ့ parking ထဲတဲ့အလုပ်ပေါ့နော်ဆက်ယုံမှာလောက်ရပါတယ်။ဘာတွေကိုအိတ် parking ထဲတဲ့အလုပ်။ဟောဟုတ်ပြီ။ဟာ။ဆရာကြီးရှင်တဲ့တမင်းအမျိုးသားကတဲ့နှလုံးသွေးကြောကျင်းယောဂရှိပါတယ်တဲ့။ဟုတ်ပြီ။အခုတဲ့လက်ရှိထိုင်းမှာတဲ့ဆေးရုံပြဖို့တဲ့အဆင်မပြေလို့ပါတဲ့ဟုတ်ပြီနှလုံးသွေးကြောကြည့်ယောဂတက်တာအောင်တဲ့လမ်းညွန်ပေးပါရှင့်လို့ရေးထားပါတယ်ဆရာကြီးဟုတ်ပြီအဲ့ဒါလေးမသိလို့ကျေတာသိရင်လွယ်လွယ်လေးလို့ပြောရမှာနော် မလုံးသေးကြောကျင်းတဲ့လူကလက်မှတ်မှန်ရှောက်လို့ဟုတ်ကဲ့ဆရာတနေ့ကို나ယူရက်မိနစ်40လောက်ပေါ့အကြာကြီးလည်းမရှောက်နဲ့မှတ်မှန်ရှောက်ဟုတ်ကဲ့ဆရာနည်းနည်းရှောက်လို့တွေးပူလာရဲ့ပြေးသူတွေလေးပြေးလိုက်လက်ရှောက်လိုက်နေရာရရဲ့နေရာရသလိုပေါ့နော်တစ်ပီးရေရှိတစ်ပီးရေပေါ့ဥမာရေခိုင်းလို့အားမျိုးရှိဆရာရက်ွက်ကြတိတ်ကောင်းတာရေခိုင်းနှစ်ခါရေခိုင်းပေါအောင်ကြတော့ကြာဖို့နေအဲ့လိုရှောက်မရလဲဘာမှမဟုတ်ဘူးနဲ့ကိုယ်အိမ်ထဲမှာနေကိုရှောက် နော်ဟုတ်ကဲ့ဆရာကိုအင်းထဲမှာကိုလေးနေရာယူလို့ရတာပဲသမီးရယ်။ဒါဆိုအားလုံးကရွေးချယ်မှုဟာကောင်းစားဖို့ရွေးနော်ဟုတ်ကဲ့ဆရာကဲမိဖို့ကြောင်းနဲ့ထမင်းစားကမရတတ်မယ်။ထမင်းစားကန်းတတ်မှာပါဆရာခဏရှင်းရှင်းပြောတယ်နော်ဟုတ်ကဲ့ဆရာနိုင်နိုင်ချိန်ချိန်ဒုက္ခမိန်နဲ့ဟုတ်ကဲ့ဆရာ။အထမင်းစားကလည်းအေကံဘယ်ရတတ်မလဲ။အေကံပူတတ်ပါလေဆရာ။အေကံနဲ့ဖရာကဘယ်ရတတ်မလဲသူ။ဖရာကပူတတ်မလဲ။အဲ့တတ်နေနေရာလေးမှာအရှူပါလေ့ကျင့်ရလို့ပါ။ဟုတ်ကဲ့။မှန်မှန်လေးလုပ်ချင်ရပြင်ဒါစေးတောင်တောက်စရာမလိုပဲ။ ကြောက်ကင်းသက်သာတော့မှာပါလို့ဆိုရင်အားပြီးစကားလည်းပြောပါလေ။လက်တွေလှုပ်ကြည့်လိုက်စမ်းပါ။လှုပ်ကြည့်လို့ကောင်းတယ်ဆိုရင်လည်းဆရာတို့ရှိပြန်ပြောရင်ဆရာတို့တာရုခေါ်ပါလေ။မကောင်းသေးဘူးတခုဖြစ်တယ်ဆိုရင်ပြန်ပြောပါ။ပြန်မင်းသူ့ထက်ကောင်းတဲ့အကြံဉာဏ်ပေးပါဦးမယ်လို့။ဟုတ်ကဲ့ဆရာကြီး။အစားတော့ကတော့စီကြော်ရှောင်းမှာပေါ့နော်။သွေးကြော်ချင်းမကောင်းဘူးအဆက်ပါရှောင်းစီချင်တယ်ဆရာတို့။အော်ဟုတ်ကဲ့ဆရာကြီး။အကြော်အဆက်ပေါ့နော်။ဟုတ်ကဲ့ပါဆရာကြီး။စားမှာတော့အချင်းအကားပေါ့။ဟုတ်ကဲ့ပါဆရာကြီး။ ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်ဟုတ်ပြီအားလုံးစာဝနာကင်ပြရာရှင်းကြပါစီဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဒီတပတ်မေကွန်းမှာတော့မေးထားတဲ့လူကဥသိန်းစော်ပါဆရာကြီးဟုတ်ပြီဗျာအသက်က90ပါဆရာကြီးဟုတ်ပြီထိုင်းနိုင်ငံမဲဆောက်မှာတဲ့ဟုတ်ပြီတရားစစ်ပစ္စည်းပြုပြင်တဲ့လုပ်ငန်းလုပ်ပါတယ်တဲ့တရားစစ်ပစ္စည်းပြုပြင်တာနော်ဟုတ်ကဲ့ဆရာကြီးဟုတ်ပြီဆရာကြီးခင်ဗျားတဲ့7 season နဲ့ကတိုက်ခံရပါတယ်တဲ့အဲတနာပါတယ် ဆေးရုံမှာတဲ့ဆေးကုသမှုခံယူခဲ့ပါတယ်တဲ့ဟုတ်ပြီဘယ်နည်းရတဲ့သိလားအဲ့တော့တော့မသိဘူးဆရာဟုတ်ပြီအခုတဲ့ညာဘက်မျက်လုံးကတဲ့အမြင်မကောင်းခြင်းခြိလက်ထုံခြင်းခြင်းဝေဒနာခံစားနေရပါတယ်တဲ့အဲ့တချက်စီမှတ်လိုက်သူပြန်ဖြေလို့ရအောင်လေဟုတ်ကဲ့ညာဘက်မျက်လုံးအမြင်မကောင်းအမြင်မကောင်းဟုတ်ပြီနောက်တော့ခြိလက်ထုံခြင်းလဲဟုတ်ခြိလက်ထုံခြင်းတော့ဒီဝေဒနာခံစားနေရပါတယ်ဟုတ်ကဲ့ဆရာဟုတ်ပြီ ဘလို့နေထိုင်စားတော့ပြီးရောတဲ့ဘလို့အစာအစာမျိုးစားရင်လိုအပ်ပါတလေအကြံပေးပါဆရာကြီးခင်ဗျာအဲကောင်းတယ်ဗျာဒါဆိုတည်တဲ့အချက်ပဲနော်ဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ခြုံပြောလို့ရှိရင်ဒါမိခွန်းရှိရင်ဒါအတွက်ထီရောက်มาတော့လေဟုတ်ကဲ့ဆရာကြီးအရသာဘလောက်ပဲစေစေချမ်းသာချမ်းသာသားရဲ့အရသာ6မျိုးရှိပါတယ်ဟုတ်ကဲ့ပါဆရာကြီးခြုံချင်းဆက်ဖန်ခါအငံ6တန်းရပါဟုတ်ကဲ့ဆရာကြီးအဲ့ရသာ6မျိုးတဲ့မှာ ချင်ခါအေးဟာတာစီဖြစ်စားရမှာပါဟုတ်ကဲ့ပါဆရာနော်ကြောပန်ဆက်ကိုတာရှောင်းရပါမယ်အဲဒါမေးမေးတဲ့မေးဖို့ဆရာတဲ့လူရင်းတဲ့တူရှင်ကိုဖြေရတာပဲကြောပန်ဆက်ကိုရှောင်းပါမယ်ချင်ခါအေးကိုစားပါလို့ပြောလို့ပါဟုတ်ကဲ့ဆရာဟိုကလေခြိလက်ထုံကျင်တာကကြာတော့ဆရာအဲအဲ့ဒါတော့ ဲ့တော့ဒီလေးကြံနေလို့ပါမယ်ဟုတ်ကဲ့ဆရာလေးကြံလို့တယ်ဆိုတာထုံကျင်နေတဲ့ဆွဲနေရာတွေကသွေးလီအလျှောက်နေလို့ဟုတ်ကဲ့ဆရာဥမာလက်လေးတွေဆိုရင်ချုံမမှန်ကတယ်လို့ဟုတ်ကဲ့ဆရာဒါနားလေလို့အောင်ပြောတာနော်ဟုတ်ကဲ့ဆရာဆုပ်လိုက်ဆန်လိုက်ဆုပ်လိုက်ဆန်လိုက်အဲ15ကျင်လောက်လို့နောက်ပြီးလို့ရှိရင်1 2 3 4 5ချိုးတာပေါ့နော်လက်မချိုးမယ်လက်ညှိုးချိုးမယ်နှစ်ဖက်ပြိုင်လူလို့နော်ဟုတ်ကဲ့ဆရာလက်မလက်မချင်းချိုးလက်ညှိုးချိုးလက်ကလေးလက်တကြွလက်တန်းချိုး ပြီးပြန်ဆက်လက်သန်းပြန်ဆက်ပြီးဆက်လက်သန်းလက်တကြွယ်လက်ကလေးလက်ညှိုးလက်မအဲ့လိုချိုးလိုက်ချိုးလိုက်လုပ်ပေးခြင်းအဖြစ်ဒါတက်တာတော့မှာပါနောက်ရေချိုးတိုင်းလက်ဖွားကိုရေစွတ်အဲ့ဖြစ်တဲ့လက်ဖွားကိုအောက်ကခံဟုတ်ကဲ့ဆရာနော်ဖြစ်တဲ့လက်ဖွားအောက်ကမလားအဲ့ဒီပေါ်စားလေးအိမ်သုံးစားပေါ့နော်ဟုတ်ကဲ့ဆရာစားကြမ်းလေးကောင်းနေပါဟုတ်ကဲ့ဆရာမကြီးစီးနှစ်စီးလောက်ထဲတင်ပြီးတော့အဲ့ဒါပို့ရမယ်နော် လက်ဝါးလက်ဖွားတစ်ခုပို့ရမယ်နော်ဟုတ်ကဲ့ဆရာကြီးပို့တဲ့ခါမှလည်းတူရမယ်လက်မလက်မချင်းလက်ညှိုးတယ်အအကြာကြီးလည်းမဟုတ်ဘူးတမိနစ်အချိန်90ပို့ပြီးရင်ရေချိုးပါလို့ဆရာကြီးချက်လက်ထုံတယ်ဆိုတော့6လောက်တခါတည်းတန်းပို့လိုက်ရတာပေါ့နော်6လောက်ကတော့မလုပ်ပါသေးတယ်ဟုတ်ကဲ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါပဲဆို6ထုံတာသူကဘာခုရပြသူသူလုံးသူလုံးတဲ့အလုံးနဲ့ပတ်သက်တယ်လေမျက်စစ်ပြုပြင်ရေဟုတ်ပြီဟုတ်ဟုတ်နော်လက်ပို့လိုက်လို့လက်သက်တာသွားပြီဆိုရင် ကိုကတော့ပြောစရာမလိုပါဘူးသူကသူပို့လာမှာပါဟုတ်ကဲ့ပါဆရာကြီးနော်အဲ့တော့အမျိုးသားတယောက်နဲ့ချောက်ကိုပို့ဖို့ကြတယ်တာဝန်ကြီးချင်းကြီးနေပါဆိုလို့ဟုတ်ကဲ့ပါလက်ဆိုတာလွယ်လင်းတူဆိုတော့ပို့လို့ရတာပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲစာဝနာခင်ဘုရားရှင်းပါစေဗျာ